ဟယ်လိုဒီနေ့ကတော့မြစ်တို့ပေါ့နော်မိသားစုဆောင်းဆောင်နေလေးမြန်မာမိုးလေးလှုပ်ရှားဖြစ်ပါတယ်။မြင့်ရဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးကြပါဦးရှင်။တင်းချရင်လည်းငိုရတယ်ဆိုတာပဲ။ဆန်အရောမိတို့အိမ်မှာချက်စားတဲ့ပုံမှန်ဆန်ကိုပဲ6ဘူးသုံးထားပါတယ်။ဆန်ကိုရေပြောင်ဆေးပြီးတော့မှတညရေစိမ်ပေးထားပါမယ်ရှင်။ ဒါကတော့ခုခေတ်ကလေးတွေမြင်ဘူးကြလာတော့မသိဘူးပေါ့နော်။ဒါမျိုးတို့ငငယ်တော့ဆိုရင်မုတ်ပြားတလက်တို့မုတ်လင်များတို့ဆိုရင်ဒီကြောက်စုံနယ်ပဲဆန်ကြိတ်ပြီးတော့မှမုတ်လုံစားပဲဖြစ်ပါတယ်။မြမမုတ်ဖြစ်တဲ့မုတ်ပြားတလက်ကိုဒီမြမရိုးရာပေါ့နော်ဒီကြောက်စုံနယ်နဲ့မိကကြိတ်မှာပဲဖြစ်ပါတယ်။အားလုံးပဲပေါ့နော်ခုခေတ်ကလေးလည်းမြင်ဘူးသွားကြအောင်လို့ပေါ့နော်။မိရဲ့ဘလော့လေးကိုအဆုံးထိကြည့်ပေးကြပါအောင်ရှင်။ အခုလိုမျိုးကြိတ်ရတာစိတ်လဲရှိရတယ်ပေါ့နော်ပြီးရင်အချိန်လဲပေးရတယ်လက်လဲညောင်းတယ်ပေါ့နော်တကယ်လို့မှကိုက ready made ဆန်မုတ်ကိုဝယ်ပြီးတော့မှမုတ်လို့စားမယ်ဆိုရင်လည်းအဆင်ပြေပါတယ်ဒီဆန်မုတ်ဒီအကုန်လုံးကြိတ်ပြီးသွားပြီဆိုတာ ਨੇ ပေါ့နော်အပေါ်ကအရေးကြီးလေးကိုထည့်လိုက်မယ်ပေါ့နော်ပြီးရင်ဆော့တာမုတ်လေးထည့်မယ်စားနေငယ်လေးထည့်ပြီးတော့အားလုံးကိုတမအောင်မှုပြလိုက်ပါမယ်ရှင်ဒါကတော့မပြတ်တက်လက်လုံးနဲ့အိုးစားနဲ့အိုးကင်းပူတိုက်မှာပဲဖြစ်ပါတယ်ရှင် ပြင်ကျုပ်သုံးလုံးလေးကိုလည်းခလောက်ပေးထားပါမယ်။ဒါကတော့မူရတလက်အောင်ပါပေါ့နော်။ဒီဘာနာရွယ်လေးတွေပေါ့နော်။ခလေးတွေထည့်ပြီးတော့စားဖို့အတွက်ဖြစ်ပါတယ်။ဒီမိကတော့အဲချင်းကြီးနဲ့ပေါ့နော်။လှုပ်တဲ့အတွက်ပေါ့နော်။မိကြီးလည်းခိုးရပေါ့။မျက်ရည်လည်းကျတယ်။ပုံလိုက်ပေါ့နော်။လှုပ်လိုက်နေဒါကတော့ချင်းမျိုးလေးတစ်ဖက်တည်ပေးနေတာပါ။မူပြတလက်ကိုခန်းညင်သီးပန်ထီပေါ်လေးနဲ့တွဲဆမှာပဲဖြစ်ပါတယ်။ထင်းမီလေးနဲ့ပေါ့နော်ခန်းညင်သီးလေးဖုတ်လိုက်ပါအောင်။မျက်ရည်ရည်ငူးကြတယ်။ ။စားလဲစားတော့ဘကောကမရှိဘူး။မတူရင်တော့ဆိုရင်ထင်းမိနဲ့ချတာဆိုတော့လေအဲ့လိုမျိုးမိဖို့ကြောင့်လည်းဝင်ပြီးဆိုရင်မျက်ရည်လေးကျပြီးတော့ငိုထားတဲ့ပုံစံကိုဖြစ်နေတာ။ မိုးပြတ်တလက်လှုပ်ရှားတာလေတကယ်ဘာမှမခံဘူးတကအိမ်မှာအားရနေဆိုရင်ပြောပြောဘာလို့လှုပ်ရှားတကယ်ပြောစရာကြီးပေါ့နော်ခင်းခတ်စုံလေးသွန်းထဲလိုက်တာ ਨੇ ပေါ့နော်သူကမုတ်ရဲ့အရွယ်စားလေးရအနေတော်ပဲနော်ပြီးရင်ဒီကြုပ်ဝူလေးထည့်မယ်ပြီးရင်ပဲပြုတ်ထည့်မယ်နန်းနန်းပင်ကြိုက်တယ်ဆိုရင်တော့နန်းနန်းပင်လေးထည့်ပေါ့နော်နန်းနန်းပင်ထည့်တော့ပို့ပြီးတော့အနံမိုးမိုးလေးနဲ့စားကောင်းတယ်ပြီးရင်ဖုံးလေးအုပ်ထားပါမယ် မုတ်ချက်မချက်ကိုသိကျင်နေဆိုရင်အဖုံးလိုက်လိုက်တဲ့အခါမှာပေါ့နော်ဘေးနာလေးတွေကိုဒီတန်ရောင်းမနဲ့ထိုးတဲ့အခါမှာပေါ့နော်မုတ်ကအလွယ်တကူထိုးမရဘူးဆိုရင်တော့တော့မချက်သေးဘူးပေါ့နော်အဲ့ဒါဆိုရင်အဖုံးအုပ်ပြီးတော့ဆက်ထားသေးပါတကယ်လို့မှာပေါ့နော်အလွယ်တကူထိုးလို့ရသွားပြီဆိုရင်တော့ဒါကိုမုတ်ကိုဆယ်လို့ရပါပြီရှင်没有，从来就给他。 ສางวานาถึงลมหายในก้เนาะปมอก่อนี่โปเลี้ยงของก็ไปหันสู่น้องม

မုတ်ပြားတလက်လှူစားတာကုံပြားစိတ်ကကြတော့တသောင်းမကျော်ဘူးပေါ့နော်မင်းတို့မိသားစုဆိုရင်တမိသားစုလုံးအဝါစားရတယ်ပြီးတော့အိမ်မှာလှူစားတာဖြစ်တဲ့အတွက်ပေါ့နော်တကယ်ကိုပျော်ဖို့ကောင်းပါတယ်ပြီးတော့မုတ်လောရတာလည်းလွယ်လွယ်လွတ်လွတ်ရဲ့အတွက်အလုံးမဲ့လိုက်လှူစားကြည့်ပါလို့မိကနှုတ်ဆက်လိုက်ပါတယ်ရှင်